ချီပီတာမျိုးနယ်မှာဂျပန်သွားဖို့အတွက်ပြင်ဆင်နေတဲ့အသက်22နှစ်အရွယ်မိန်းကလေးတဦးအုပ်စုဖွဲ့အတမချင်းတက်ပြတ်ခံရပြီးအလောင်းကို သုံးပိုင်းပိုင်းကလှော်ကားဘက်မှလာရောက်ပစ်သွားတဲ့ပြင်မှုဖြစ်ပွားခဲ့။မင်္ဂလာပါပရိသတ်ကြီးရှင်။ရန်ကုန်တိုင်းဒေသကြီးချီပီတာမျိုးနယ်အမတ်ရှိရက်ွက်ကမောစပန်းချံမှာမိန်းကလေးတဦးအတမပြုချင်းခံရပြီးအလောင်းကိုသုံးပိုင်းပိုင်းကတက်ပြတ်ပြီးတော့အလောင်းဖြောက်ပြက်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ယခုမေလာပထမပတ်ကလေးကတပင်ရွှေကြီးလန်းနဲ့ဘူမင်းအောင်လန်းတောင်မှာရှိတဲ့တုံတက်ဆောင်မှာနေထိုင်သူအသက်22နှစ်အရွယ်မင်းကလေးဟာညအချိန်မတော်ကြီးပူအိုက်တဲ့အတွက်အောက်ထပ်ကိုရေချိုးဆင်းတဲ့အချိန်အထမပြုကျင့်ခံရပြီးတက်ပြက်ခံခဲ့ရတာဖြစ်တယ်လို့ရက်ွက်နေပြည်သူတဦးရဲ့ပြောပြချက်အရသိရှိရပါတယ်။ကောင်မလေးကဂျပန်သွားဖို့အတွက်ရန်ကုန်ကိုရောက်နေတာ။သူ့ငယ်ချင်းတွေကလည်းညဘက်ကြီးပြောက်သွားတော့ရီးစားနဲ့လိုက်သွားကြတယ်ထင်နေတာ။သူတို့နားမှာရှိတဲ့အဆောင်ကတကောင်ပါတယ်လို့ပြောတယ်။ စည်းရီတုံးပြီးတော့အားလုံး၃ယောက်ပေါင်းလောက်ကြတာလို့ကြားတယ်ဟုဆိုကောင်းပြည်စင်ကိုတရှိသူတွေကပြောပြထားပါတယ်တိဆုံတဲ့သူကအသက်22နှစ်အရွယ်သားရှိသေးသူဖြစ်ပြီးမြင်းညံ့မျိုးကနေဂျပန်သွားရောက်ဖို့အတွက်အဆောင်လာရောက်နေထိုင်တာဖြစ်ပြီးတိဆုံသူမင်းကလေးရဲ့ရုပ်အလောင်းကိုတော့လော်ကားဘက်မှာရှာတွေ့ခဲ့တာဖြစ်တယ်လို့ရက်ွက်နေပြည်သူတွေကပြောပြထားပါတယ်လော်ကားတာဝန်ဖူမြင်းဆောင်15ရက်ွက်နေပြည်သူတချို့ကမေလ12ရက်နေ့ည7:00နာရီဝန်းကျင်အချိန်လောက်ကောင် အလောင်းကိုတွေ့ရှိခဲ့တယ်လို့သတင်းကြားတဲ့အတွက်သွားရောက်စစ်ဆေးခဲ့ရမှာခန္ဓာကိုယ်ကအပိုင်း၃ပိုင်းပိုင်းထားကအသက်ခံရတာ၅ရက်လောက်ရှိပြီဖြစ်တဲ့အမျိုးသမီးအလောင်းကိုရှာဖွေတွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။တာဝန်ဖူမြင်းဆောင်15ရက်ကပန်းချံနှစ်လန်းလူပြတ်တဲ့ကလားဖျားချောင်းတက်တဲ့ကညောင်မင်းနားမှာည၈နာရီဝန်းကျင်လောက်ကမင်းကလေးအလောင်းတွေ့တာအဲ့ဒီနားကအမိုက်ပုံတွေခြုံတွေလဲပေါ်တယ်အိတ်သေးကိုထည့်ထားတာတယ်တက်တဲ့ကောင်တယောက်ကိုတော့မိထားတယ်လို့ကြားတယ်ဟုဆိုကော ရက်ွက်နေပြည်သူတို့ကပြောပါတယ်ပြမှုကျူးလွန်တဲ့သူကိုတော့ဖမ်းမိထားပါပြီတိတ်ဆုံးတဲ့မင်းကလေးငယ်နေထိုင်တဲ့အဆောင်အနီးမှာအဆောင်နေတဲ့ကောင်လေးတွေပါပဲဆက်လက်ပြီးတော့ဂွင်းဆက်ကြံနေသေးတာကြောင့်စုံစမ်းနေပါတယ်အသေးစိတ်ကိုတော့ပြောပြလို့မရသေးပါဘူးဖမ်းဆီးရရှိသူတွေနဲ့ကြံရှိတဲ့သူတွေကိုပြမှုဆိုင်ရာရာသသက်ကြီးဥပဒေပုံမှာ392မြင်းဆောင်302မြင်းဆောင်201နဲ့ဖွင့်ထားပါတယ်ဟုဆိုကခရိုင်ရဲအရာရှိတအူးကပြောပါတယ် တည်ဆုံးသူအသက်၂၁နှစ်အရွယ်မတိရီနယ်ရဲ့ရုပ်အလောင်းကိုတော့မေလ၃ရက်နေ့မွန်းလွဲတနားရီအချိန်ခန်းကတုတ်တန်မှတကြိုပြီးလိုက်ပြီးလို့လည်းသိရှိရပါတယ်ရှင်။